အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ iWeb မှာ2025နိုဝင်ဘာလ18ရက်နေ့တင်းလာနေတဲ့ကမ္ဘာရွှေရောင်းဝယ်လို့ကိုနီးပညာပိုင်းရရောတရင်ပိုင်းချက်လက်ရပါခမန်းသုံးသက်ပေးသွားမှာဖြစ်တယ်ပထမအဦးဆုံးနေတဲ့ကမ္ဘာရွှေကိုနီးပညာအရာခမန်းသုံးသက်ပေးသွားမှာဖြစ်တယ် နိပညာရာကမ္ဘာရှင်ခံမှန်းသုံးသပ်တဲ့အခါကျွန်တော်က84တိုင်းဖရိန်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်84တိုင်းဖရိန်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ပြောနေကြတိုင်းပဲဒီကန်နေတုံးတုံးတုံးရဲ့ကြာချိန်ကြာချိန်တွေဟာ၄နာရီကြာပါတယ်ခင်ဗျာ၄နာရီကြာတာကြောင့်ကျွန်တော်ကတိုင်းဖရိန်84နဲ့ခံမှန်းသုံးသပ်ပြီးသွားတာဖြစ်တယ်ဒီကကျတော့ကန်နေတွေပေါ်မှာမူတည်ပြီးတော့တိုင်းဖရိန်တွေကအများကြီးကွက်ပြတာရှိတယ်အချို့ကကျတော့ H1 ဒါဆို H1 ဆိုရင်တနာရီနေတုံးပြောင်းတာမျိုးတွေရှိတယ် M30 ဒါဆိုနာရီဝက်နေတုံးပြောင်းတာရှိတယ်အထက်နေနိုင်ဆိုရင်15မိနစ်တိုင်းဖရိန်နဲ့အေး5မိနစ်တိုင်းဖရိန်တွေဒါမျိုးတွေရှိတယ်အစား ားရှိတယ်ပေါ့ time frame เนี่ยအများကြီးရှိတယ်အဲဒီမှာဒီ time frame ရဲ့ကိုအသာချက်တဲ့ပေါ်မူတည်ပြီးတော့အာဒီရောင်းဝယ်လောက်ကြတာရှိတယ်အဲဒီမှာကျွန်တော်က84 time frame နဲ့ခမန်းသုံးသက်ပေးသွားမှာဖြစ်တယ် လက်ရှိကမ္ဘာရွှေပေါင်ဈေးဟာကျွန်တော်တို့တအောင်စကို4085ပေါင်နေတာဖြစ်တယ်4085ဆိုတဲ့ဈေးအနေထားဟာလက်ရှိဈေးအနေထားဟာအဲဈေးကတော့နည်းနည်းလေးဝလူအားနည်းနည်းပြောင်းဝင်နေတယ်ဒါပေမဲ့ဈေးသက်လားရလားလို့ပြောရင်ကတော့ဈေးသက်လားရမှာမဟုတ်သေးပါဘူးဈေးကဝလူအားလေးနည်းနည်းလေးပြောင်းဝင်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတာဖြစ်တယ်ဘာကြောင့်ဒီလိုပြောရတာလဲဘာလို့ကြည့်ပြီးပြောလဲဆိုလို့ရှိရင်ကျွန်တော်လက်ရှိကန်နယ်ကိုကြည့်လိုက်တယ်လက်ရှိကန်နယ်မှာပုံမှန်ဘူးကန်နယ်ဖြစ်နေတယ်ဘူးဆိုတာပါလေဈေးသက်ကိုကိုစားပြုတဲ့ကန်နယ်တော့ဒီမှာအစိမ်းအောင်ကန်နယ်လေးဖြစ်နေတာဖြစ်တယ်ဒါပေမဲ့ပြီးပြီးသွားတဲ့ကန်နယ်တွေက တော့ဒီမှာဘဲကန်နေတွေဘဲကန်နေတွေပဲတွေ့နေရဖြစ်တယ်ဘဲဆိုတာကျွန်တော်တို့ဒါဈေးကြောက်ကိုကိုစားပြုတဲ့ကန်နေတုံးတွေဖြစ်တယ်ဒီကန်နေတုံးတုံးတုံးကဟာကျွန်တော်တို့ကျွန်တော်ဘဲကန်နေတုံးတုံးတွေ့နေရတာဖြစ်တယ်ဒါဆိုလို့ရှိရင်ဈေးကွက်ထဲမှာပြီးပြီးသွားတဲ့ကန်နေတုံးတုံးတုံးဟာအာကျွန်တော်တို့ပြီးပြီးသွားတဲ့ကန်နေတုံးတုံးတုံးဟာကျွန်တော်တို့ဈေးအကျဈေးကြကန်နေတုံးတုံးတုံးဖြစ်နေတာဖြစ်တယ်ဈေးကြကန်နေတုံးတုံးတုံးဖြစ်နေတာဖြစ်တဲ့အဲ့အတွက်ကြောင့်ကျွန်တော်တို့ဈေးကအာဒါ ဈေးခွက်ရဲ့လားရထဲမှာဈေးကတက်နေတယ်လားကျနေတယ်လားဆိုတဲ့ဟာကိုကျွန်တော်တို့အသက်လားရဆိုတာကိုမသိကြဘူးလို့ကျွန်တော်ပြောနေရဖြစ်တယ်ဟုတ်ကဲ့မရှင်းတာလေးရှိရင်ကျွန်တော်ဒါသားရိုက်ပြန်မေးလို့ရတယ်လည်းရကန်နေတုံးကတော့ကျွန်တော်တို့အဲဘူးကန်နေတုံးဖြစ်တယ်ဘူးကန်နေတုံးဖြစ်တဲ့အတွက်ဒါမဲ့ဒီကန်နေတုံးတုံးကမှပြီးဆုံးလေးပါဘူးပြီးသွားတာဘူးနဲ့တာပြီးသွားရင်တော့ဆက်ပြီးတော့တက်လာနိုင်တယ်တကယ်လို့ဘူးနဲ့မပြီးဘဲနဲ့ဒီဘဲကန်နေတုံးပြန်ဖြစ်သွားပြီးတော့မှပိတ်သွားမယ်ဆိုတော့ဈေးရဆက်လက်ပြီးအကြအားကောင်းနိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကဒီနေ့ရတနင်္လာနေ့ဖြစ်တယ်တနင်္လာနေ့ဆိုတာကမ္ဘာရွှေ့ဈေးဒါတပတ်တာအရာဈေးကွက်ဆဖွင့်တဲ့ တနင်္လာနေ့ပဲဖြစ်တယ်စနေတနင်္ဂနွေရကမ္ဘာရွှေဈေးပိတ်ပိတ်တယ်တနင်္လာနေ့တောက်ကြနေ့ဒီဈေးကွက်ဖွင့်တယ်ဒါမှမဟုတ်ကျွန်တော်တို့မနေ့ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့ဈေးကကျွန်တော်တို့တအောင်စကို၄တောင်နဲ့84မှာဈေးစောက်ဖွင့်ခဲ့လိုက်တယ်အဲလက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာကျွန်တော်တို့၄တောင်၁၀၀ 6အထိဈေးတက်ခဲ့ပြီးပါပြီ။လက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ4049အထိဈေးကျခဲ့ပြီးပါပြီ။ဒါအချီချင်းအပြင်ဆိုလို့ရှိရင်ဈေးကွက်မှာဝယ်လို့အများနေလားရောင်းလို့အများနေလားဘယ်လန်းလုပ်ပြီးကြည့်လို့ရတယ်။ပထမတနည်းကတော့ကျွန်တော်တို့လက်ရှိရဲ့ကန်နယ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဈေးကွက်ကဝယ်လို့အများနေလားရောင်းလို့အများနေလားဆိုချိန်ပြီးတော့ကြည့်လို့ရမှာဖြစ်တယ်။နောက်တနည်းကတော့ကျွန်တော်တို့ဒါမနက်ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့ဈေးနဲ့ကိုဘယ်လန်းလုပ်ပြီးကြည့်မယ်။မနက်ပိုင်းဈေးစောက်ဖွင့်ခဲ့တဲ့ဈေးက4084မှာဈေးစောက်ဖွင့်လိုက်တယ်ဗျ။စောက်ဖွင့်နေပြီးတော့4049အထိဈေးကျသွားခဲ့တယ်။4049ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့အပေါ်ကိုပြန်ကန်တဲ့သွားခဲ့တဲ့ 4100ချဲ6အထိပြန်ကန်တက်သွားခဲ့တယ်အဲ4100နဲ့6နဲ့4049ချားနဲ့မှာလက်ရှိဈေးလောက်ခတ်နေတာဖြစ်တယ်လက်ရှိရဈေး4085ဆိုတာကျွန်တော်ကျွန်တော်တို့မနေ့ပိုင်းဈေးစောဖွင့်ခဲ့တဲ့ဈေးအပေါ်မှာရှိနေတာဖြစ်တဲ့အတွက်ဈေးကွက်ကနည်းနည်းလေးဝယ်လို့အများနေတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဒါပေမဲ့လာရကဈေးကွက်ကအသက်လာရလာလို့ပြောမယ်ဆိုတော့မဟုတ်သေးပါဘူးဒီမသေးကြသေးပါဘူး confirm မသေးကြသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့အသက်လာရမရှိသေးဘူးလို့ကျွန်တော်တို့ယူဆလို့ရတာဖြစ်တယ်ဒါပေမဲ့ဝယ်လို့အများနေတာရောင်းလို့အများနေတာချိန်ဆလို့ရမယ်ဟာဒါကိုကြည့်ပြီးတော့ကြည့်လို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်အယိုးရှင်းဆုံးအ လွယ်ကူဆုံးနားလည်လွယ်အောင်ကျွန်တော်ပြောပြတော့မှာဖြစ်တယ်။လက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့တင်လာအနေနဲ့သတိထားရမယ့်ဈေးတန်းတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဈေးတန်းတွေကိုတခါလေးပြောပြတော့မှာဖြစ်တယ်။သတိထားရမယ့်ဈေးတန်းတွေကိုတည်ထားတယ်ဆိုလို့ရှိရင်မိတ်ဆွေရာ trade အနေနဲ့ဘာတွေကိုအကျိုးရှိမလဲ။ဘာတွေကိုအကျိုးရှိပြီးတော့ဘာတွေကိုဘာတွေအားတာမလဲဆိုလို့ရှိရင်ဒါကကိုက trade နေတဲ့သူတရားဆိုလို့ရှိရင်ဒီဈေးတန်းတွေကိုဖောက်တက်ပြီဆိုတော့ဒါဘလောက်ထိအသက်တော့မယ်။ဒီဈေးတန်းတွေကိုဖောက်ကြရင်ဘလောက်ထိကျတော့မယ်ဆိုတော့ဒါကတည်ထားမှာဖြစ်တယ်။ဒီရဲ့အဲကျွန်တော်ရဲ့သုံးသပ်ချက်ဒီရဲ့ဒီ သတိထားရမယ့်ဇေလန်တွေကိုတိထားပြီဆိုလို့ရှိရင်ဒါရောင်းမဝယ်မားတွေအေးနဲတယ်ဒီဆုံးရှုံးမှုရခိုင်လို့နဲတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါဘာမှမသိတာထက်စားလို့ရှင်အော်ဒီဈေးတောင်းကိုဖောက်တက်ပြီဆိုလို့ရှင်ဒါဘလောက်ထိတက်တော့မယ်ဟေးဆိုတဲ့ဟာကိုကိုကသိထားတယ်ဒါကိုဖောက်ကြရင်ဆိုတာအကြလာရသွားတော့မယ်ဆိုတဲ့ဟာကိုဒါကြိုတိရမှာဖြစ်တယ်ဟုတ်ပြီဒါလေးကိုကျွန်တော်ကလက်ရှိရဲ့ဈေးကွက်အနေထားတွေကိုပြောပြီးပြီအကယ်လို့ဒါမိတ်ဆွေကကျွန်တော် trading အကောင့်ဖွင့်နေတာပဲဖြစ်စေ VIP Signal Channel ကို join နေတာပဲဖြစ်စေကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာအဲ trade account ဖွင့်တဲ့အခါမှာလည်းဘယ်လိုမျိုး service တွေရနိုင်တယ်လဲဆိုလို့ရှိရင် trade account ဖွင့်တဲ့အခါမှာဆိုလို့ရှိရင်ဒါမိတ်ဆိုရဒေါ်လာတရားစပြီးတော့ trade account ဖွင့်လို့ရတယ်အဲ credit bonus တရားရခိုင်လုံးရှိတယ်အဲပြီးတော့နောက်ထပ်တစ်ခုကကျတော့ဒါ commission လည်း free ပါ swap fee ပါဒီညတိုက်ခါလည်းလုံးဝမပေးရပါဘူးငွေထုတ်ငွေသင်ကလည်းသိကြမှန်ကန်မြန်ဆန်စွာနဲ့စနစ်တကျနဲ့အယောင်ဝင်လို့ဖို့စနစ်တကျနဲ့မှန်ကန်မြန်ဆန်စွာနဲ့ကျွန်တော်တို့ဘက်ကအကောင်းဆုံး service ပေးနေတာဖြစ်တယ်အဲနောက်ထပ်တစ်ခု service က ကဘယ်လိုမျိုးလဲဘူဗန်ဘီစကလစ်စားပွဲဘူဗန်ဘီစကလစ်စားပွဲကတော့လူတိုင်းအများဆုံးမေးနေကြစားပွဲပဲဖြစ်တယ်။အဲထွေးကောက်နေတော့ဖွင့်ထားတယ်။အဲကျွန်တော်တို့ကျွန်တော်တို့ရှိမှဒါထွေးကောက်နေတော့ဖွင့်ထားတယ်ဒါပေမဲ့အဲဒီအကြံပေးသုံးသက်ချက်တွေကိုသဘောကျလို့ကြိုက်နေတဲ့လို့ဈေးကွက်နဲ့တပြေးညီအယောင်းဝယ်လှုပ်ချင်လို့ဟိုဒါ အကြံပေးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီလာမေးကြရရှိတယ်အကြံပေးတွေလိုချင်တော့ဒါ blue brand bicycle ဝင်ချင်တာလည်းဖြစ်စေအသေးစိတ်ကိုသိချင်လို့ရှိရင်ကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါစာပြေလေးကိုပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီတနင်္လာနေ့အနေနဲ့သတိထားမယ့်ဇီးရန်တွေကိုပြောပြသွားမှာဖြစ်တယ်သတိထားရမယ့်ဇီးရန်တွေကဘယ်ဇီးရန်တွေဖြစ်မလဲလက်ရှိအရဆိုလို့ရှိရင်ကျွန်တော်တို့ မနပိုင်းဈေးစားဖွင့်ခဲ့တဲ့ဈေးက sorry မနပိုင်းကနေလက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးတန်းဟာ၄၁၀၀၆၀၀ဈေးတန်းပဲဖြစ်တယ်၄၁၀၀၆ဈေးတန်းဟာကျွန်တော်တို့လက်ရှိချိန်ထိဈေးဆက်တက်ဖို့စောင့်ကြည့်ရမယ့်ဈေးတန်း west system ဈေးတန်းပဲဖြစ်တယ်ဒါဈေးဆက်တက်ဖို့စောင့်ကြည့်ရမယ့်ဈေးတန်းပဲဖြစ်တယ်လက်ရှိအရ west system နဲ့ဒီဈေး၄၁၀၆နဲ့ဆိုနည်းနည်းတော့ဝေးတယ် ဒါကြောင့်ဝေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့4106ဈေးတန်းအဲ4106ဈေးတန်းနဲ့လက်ရှိဈေးတန်းတွေကကျွန်တော်တို့ဒါဝေးနေတာဖြစ်တယ်ဒါပေမဲ့4106ဈေးတန်းဟာဈေးစတက်ဖို့ဆောင်ကြမဲ့ဈေးတန်းပဲဖြစ်တယ်ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ဝက်စစ်တန်ကြီးရမဲ့ဈေးတန်းက4095ဈေးတန်းပဲဖြစ်တယ်4095ဈေးတန်းကိုဖောက်တက်နိုင်မှာဒါဒီ4106ဈေးတန်းကိုကျွန်တော်တို့မြင်ရနိုင်မှာဖြစ်တယ်4095ဈေးတန်းကိုဒါဖောက်တက်မှာဒါဝယ်ပါအကယ်လို့4095ကိုဖောက်မတက်နိုင်ဘူးဆိုတော့အယောင်းဝင်မှာဘာဖြစ်လို့ဆိုဈေးကွက်ထဲမှာဈေးကွက်ရဲ့ဝယ်လို့ အားတွေရောင်းလို့အားတွေကရောင်းလို့အားများနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဝယ်တွေတော့သတိထားပါဈေးကဆက်ကြနိုင်ပါလေဒါလေးကိုတစ်ချက်သတိထားပါ4095ကိုဖောက်တက်ပြီဆိုလို့ရှိရင်4100နဲ့6ထိဈေးတက်လာနိုင်တယ်4106ကိုတော့ဆက်လက်ပြီးဖောက်တက်သွားနိုင်ခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့4105 15 4125လောက်ထိကိုဈေးအတက်အကောင်းနိုင်မှာဖြစ်တယ်ဒါကကျွန်တော်တို့ဖောက်တက်မဲ့ဝယ်စစ်တက်အမျိုးမျိုးအစစ်အစင်းကိုကျွန်တော်ပြောပြထားဖြစ်တယ်ပထမအဦးဆုံးအနေနဲ့ပထမအဦးဆုံးတစ်ချက်ကကျတော့ဒီ4105ကို sorry 4095ကိုစောင့်ကြည့်ပါ4095ကိုဖောက်တက်လိုက်ပြီးတော့ဝယ်ပါဖောက်မတက်လိုက်ရောက်ပါ4095ကိုဖောက်တက်ပြီဆိုရင်နံပါတ်နှစ်ဝစစတန်ဖြစ်တဲ့4106ထိဈေးတက်သွားမှာဖြစ်တယ်4106ကိုဆက်လက်ဖောက်တက်နိုင်ရင်တော့4115 125ထိကိုဈေးတက်လာနိုင်မှာဖြစ်တယ်ဟုတ်ပြီဒါအပေါ်ဝစစတန်တတိထားမယ်ဈေးတန်းကိုပြောပြပြီဆိုလို့ရှိရင်အောက် support ဈေးတန်းကိုပြောပြသွားမှာဖြစ်တယ် အောက်ဆပ်ပို့ဈေးတန်းကတော့မနေ့ပိုင်းက4000နဲ့45 44အထိဈေးကျခဲ့လိုက်တယ်44ကို4044ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်တက်သွားတဲ့အနေအထားကိုတွေ့ရတယ်အဲအဲ့ဒါဆိုတော့ကျွန်တော်လက်ရှိဈေးတန်းနဲ့တော့အရန်ဒီပစ်40အဲ40ဟုတ်တယ်ပစ်40ဝင်းချင်းလောက် ကျွန်တော်တို့ပွားနေတာဖြစ်တယ်အဲ့တော့ဆိုတော့ကျွန်တော်တို့အောက်ကိုဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးအနေနဲ့တော့4014ရာဝေးနာဖြစ်တဲ့အတွက်4080ကိုစောင့်ကြည့်ပါ4080ကိုဖောက်ချနိုင်ခဲ့ပြီဆိုရင်တော့4014အထိကိုဈေးကျလာနိုင်မှာဖြစ်တယ်4044ကိုဆက်ဖောက်ချနိုင်မှာဒါဈေးအကျအားကောင်းနိုင်မှာဖြစ်တယ်4000နဲ့ အဲဒီ20 4000ဝင်းကျင်လောက်တွေကိုဈေးကျလာနိုင်မှာဖြစ်တယ်4044ကိုဖောက်ကျနိုင်ခဲ့ရင်4020 4000ဈေးတန်းတွေကိုပြန်မြင်ရနိုင်မှာဖြစ်တယ်အရင်ဆုံးစပို့ဈေးတန်းပထမအဦးဆုံးကိုတွေ့ရမယ့်ဈေးတန်း4080ကိုစောင့်ကြည့်ပါ4080ကိုဖောက်ကျနိုင်ရင်လိုက်ပြီးတော့ရောက်မှာအကယ်လို့ဖောက်မကျနိုင်ဘူးဆိုလို့ရှင်လည်းပြန်ကန်တက်နိုင်တယ်ဒီ4080နဲ့4000နဲ့95ကြားလေးမှာဈေးလုတ်ခတ်ကျန်းလာနိုင်ဦးမှာဖြစ်တယ်ဈေးလုတ်ခတ်နိုင်မှာဖြစ်တယ်အကယ်လို့ဒါ4080ကိုဖောက်ကျရင်လိုက်ရောက်မှာဖောက်မတက်ရင်ဒီ 4040ကိုဖောက်ကျ4044ထိလာမယ်4044ကိုဖောက်ကျမှ4020 4000000ကိုဒါရောက်ရှိသွားမှာဖြစ်တယ်ဟုတ်ကဲ့ပါဒါကျွန်တော်ပြောတာတွေကိုမရှင်းဘူးဆိုရင်တော့ကျွန်တော်ရဲ့ဒီ Telegram နဲ့ Viber မှာလာရောက်ဆက်သွေးနေနိုင်ပါတယ်ခင်ဗျာဒါတရက်တာ3သက်ချက်တတိထားရမယ့်ဈေးရန်လေးဖြစ်တယ် သတိထားရမယ့်ဇေဒန်တွေကိုသိပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်လဲဇေဒန်တွေကိုတခါလေးပြောပေးသွားမှာဖြစ်တယ်ဘယ်မှာဝယ်သင့်လဲဘယ်မှာရောင်းသင့်လဲဆိုတဲ့ဇေဒန်တွေကိုပြောမယ်အရင်ဆုံးဘိုင်အော်ဒါနေနေနဲ့အရင်ပြောပေးသွားမှာဖြစ်တယ်ကျွန်တော်ဘာလို့မြန်မြန်ပြောရလဲဆိုတော့ဒါဗီဒီယိုကကျွန်တော်က short video လေးတွေအတူလေးတွေရိုက်တာဖြစ်တဲ့အတွက်5မိနစ်10မိနစ်ဒီလောက်လေးတွေရိုက်တာဖြစ်တဲ့အတွက်မြန်မြန်ပြောရခြင်းဖြစ်တယ်ဒါကြောင့်မရှင်းတာတွေရှိလို့ရှိရင်ကျွန်တော်ကိုဒါမေးနှမြန်းနိုင်ပါတယ်ခင်ဗျာအရင်ဆုံးကျွန်တော်ဘိုင်ကိုအရင်ပြောပေးသွားမှာဖြစ်တယ်လက်ရှိဇေဒန်မှာဘိုင်နဲ့နလား40 4089ဇေဒန်မှာဘို င်းတင်တယ်လား4089ဈေးထဲမှာဘိုင်းတင်တယ်လို့မြင်တယ်ကျွန်တော်4095ဝင်းကျင်လောက်ထိဈေးသက်လာနိုင်မယ်လို့မှန်းထားတာဖြစ်တဲ့အတွက်ကြောင့်4089လေးမှာဘိုင်းတင်တယ်အကယ်လို့4089မှာအမဘိုင်းရင်မှုဆိုတဲ့မိတ်ဆွေတွေအတွက်က4090လားလေးမှာဘိုင်းမှာ4089မှာဘိုင်းထားတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တီးပြီးအမျက်ပိုင်းဈေးတန်းကိုဘယ်မှာအမျက်ပိုင်းရမယ်လဲဆိုရင်4090နဲ့သုံးမှာအမျက်ပိုင်းမှာ4090မှာအဝယ်ဝင်ထားတဲ့သူတွေကတော့4080မှာအမျက်ပိုင်းမှာခင်ဗျဟုတ်ပြီ TV ဆိုတာတိတ်ဘရောဖြစ်ပါအမျက်ပိုင်းဈေးတန်းလို့ခေါ်ပ ်ပါတယ် SN Stoller လို့ခေါ်ပါတယ် SN ဆိုတာအရှုံးပိုင်းဈေးတန်းမှာဒါကတော့မိတ်ဆွေကကိုရှုံးရှုံးကနေနဲ့ပမာဏကိုမူတည်ပြီးတော့ချိန်ပြီးတော့ SN ထားပါဘယ်မှာထားတဲ့နယ်လဲလို့ပြောပြီးသွားမှာဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်တော့၄000 ဘယ်မှာထားတင်းလဲလဲဆိုရင်တော့4080ရဲ့အောက်မှာ SN ထားရင်တော့ပိုပြီးအဆင်ပြေတယ်ဒါကဘိုင်းအော်ဒါအတွက်ကျွန်တော် TV နဲ့ SN ကိုပြောပေးတော့တာဖြစ်တယ်ဘိုင်းအော်ဒါအတွက် TV နဲ့ SN ကိုကျွန်တော်ပြောပြီးပြီဆိုလို့ရှိရင်အယောင်10အော်ဒါအတွက်ပြောပေးတော့တာဖြစ်တယ်အယောင်10အော်ဒါအတွက်ကတော့ဘယ်မှာရောင်းသင့်တယ်လဲလက်ရှိမှာရောင်းတင်ပြီလားလက်ရှိကတော့မရောင်းတင်နေဦးမြင်နဲ့နည်းနည်းလေးဈေးပြန်တက်နိုင်နေတယ်ဘယ်မှာရောင်းသင့်တယ်လဲဆိုရင်4000နဲ့65နားလေးမှာရောင်းပါ4095နားလေးမှာပပရောင်းလို့ရတယ်နောက်ထပ်တစ်ခုအနေနဲ့ဘယ်မှာရောင်းလို့ရသေးလဲဆိုလို့ရှိရင်4000နဲ့ sorry 4150နောက်မှာ ရောင်းပါဒါကအရောင်းပိုင်းတစ်ခုပေးသွားမှာဖြစ်တယ်တီဘီအမျက်ပိုင်းစေးတန်းကတော့ဘယ်မှာအမျက်ပိုင်းရမလဲဆို4095မှာရောင်းတဲ့မိတ်ဆွေတွေအတွက်ဆိုလို့ရှိရင်4090လောက်မှာအမျက်ပိုင်းမှာ4150မှာအရောင်းဝင်ထားတယ်ဆိုလို့ရှိရင်4140လောက်မှာအမျက်ပိုင်းမှာ SN အရှုံးပိုင်းစေးတန်းကတော့ဒါဘယ်မှာအရှုံးပိုင်းရမလဲဆိုတော့ဒါမိတ်ဆွေကကိုရှုံးရှုံးခနိုင်တဲ့ပမာဏကိုမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လဲကိုတော့ပြောပြမိဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုရင်တော့4100 အာရှိအပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကအယောင်း order အတွက်ကျွန်တော် TV နဲ့အဆန်ကိုကျွန်တော်ပြောပေးတော့တာဖြစ်တယ်ဒါကကျွန်တော်တူရတော့အမြင်သုံးသပ်ထားခြင်းဖြစ်တယ်အဲနှီးပညာအရသုံးသပ်ထားတာဖြစ်တယ်နှီးပညာအရသုံးသပ်ထားတာဖြစ်တဲ့အတွက်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ loss site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်းဝင်လို့ဖို့အကြံပြုပါရခင်ဗျာဟုတ်ကဲ့ပါဒါကနိပညာအရာသုံးသပ်ထားတာဖြစ်တယ်။နိပညာအရာသုံးသပ်ပြီးဆိုကျွန်တော်တည်င်းပိုင်းအရာသုံးသပ်ပြီးသွားတာဖြစ်တယ်။ဒီနေ့အတွက်တည်င်းတွေထွက်ဖို့ရှိလားမရှိဘူးလားဆိုတော့တစ်ချက်လောက်သွားကြည့်ရအောင်။ ဒီနေ့တော့တည်င်းတွေထွက်ဖို့ရှိလားမရှိဘူးလားဆိုလို့ရှိရင်ကျွန်တော်တို့တည်င်းပဲသွားကြည့်တဲ့အခါမှာတည်င်းမှာတော့တည်င်းတွေထွက်ဖို့မရှိပါဘူး US data ဘာမှမရှိပါဘူးဒါ ဘာမှမရေးထားဖြစ်တဲ့အတွက် US တည်င်းမရှိပါဘူးညမှာညမှာ US တည်င်းမရှိတဲ့အတွက်မိတ်ဆွေကအယောင်ဝင်လုံမယ်ဆိုလို့ရှိရင်ဒီပညာရနဲ့စနေတဲ့ကြောင့်အယောင်ဝင်လုံဖို့လိုတယ်။ဘာကြောင့်လဲဆိုရင် breaking news တွေရှိပါတယ်။ breaking news တွေရှိတဲ့အတွက်ကြောင့် TV နဲ့ SN နဲ့ထားပြီးစနေကြထုတ်ဆိုခြင်းနဲ့ဈေးက breaking news တွေထွက်တဲ့အခါကျရင်ဈေးကွက်တွေအရန်ခါတာတွေလုတ်ခတ်တာတွေဖြစ်တဲ့အတွက်ကြောင့်အကောင့်တွေပြုတ်တာတွေထိရတာတွေဖြစ်နိုင်တာကြောင့်မို့ကျွန်တော်စနေတဲ့ကြောင့်ထွက်ခိုင်းခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ အကယ်လို့ဒါကနှီးပညာပိုင်းရတွေရောသတင်းပိုင်းချက်လက်ရတွေရောမရှင်းတာပဲဖြစ်စေထရိတ်ကောင်းဖွင့်နေတာပဲဖြစ်စေ VIP Signal Channel ကို join ချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber မှာလာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်